ရန်ကုန်စီပင်နယ်နယ်မြေအတွင်းမှာခီးတဲ့တင် highlight ရင်တွေပြန်လည်ပြေးဆွေးဖို့အချိန်တလထတ်တိုးပေးပေမဲ့ highlight ရင်ပိုင်ရှင်တွေကလက်မခံခဲ့ကြပါဘူး။ဒီသတင်းကိုဦးနေဖြိုးဝင်းကပေးပို့ထားပါရရှင်။ ABTN နေ့မှာခီးတဲ့တင် highlight ရင်တွေကိုရန်ကုန်စီပင်နယ်မြေထဲမှာမပြေးဆွဲဘူးမာရသာဘူကကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့အခုရန်ကုန်တိုင်းဒေသကြီးအစိုးရက AB 30ရက်နေ့အထိအချိန်ထပ်တိုးပေးခဲ့ပါတယ်အခုလိုတိုက်ပြည်သားကြီးအစိုးရဘွဲစီမံမှုတစ်ခုပေါ်မှာမလိုက်နိုင်ရင် ဥပမာအဖြစ်လုပ်ငန်းဥပဒေရှိတဲ့ မော်တော်ယာဉ်ဥပဒေရှိတယ်။အဲ့ဒီဥပဒေတွေကကင်ဆွဲထားတဲ့ဌာနတွေကိုရောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံမှုနယ်ပဲဒီဥပဒေတိုင်းသွားလို့ရမှာဖြစ်ပါတယ်။ရမိုင်းရှင်တွေကဟိုင်းလန်ရင်နေရာမှာမီနီဘတ်တွေအစားထိုးဖို့အတွက်အချိန်၁၈လတောင်းတာကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအေဗီလာကုန်အထိပဲခွင့်ပြုပေးထားပါတယ်။မီနီဘတ်တွေဟာကာလာတန်မှုအနေနဲ့စက်သိန်း၃00ကျော်အထိဈေးပေါက်နေတာကြောင့်ဟိုင်းလန်ရင်မိုင်းရှင်အချို့ကအစားထိုးလဲဖို့ငွေကြေးအခက်တွေ့နေကြတာပါ။ အကန်းစည်းရဲ့တန်ဖိုးဟာသိန်း100ကျော်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်ဟိုင်းလက်တစည်းရဲ့အခုချိန်ရောင်းရမဲ့တန်ဖိုးဟာသိန်း100ဝန်းကျင်ဆိုတော့ကျွန်တော်တို့ဘယ်လိုခေါင်းလဲဆိုတော့ငွေမောက်ကအရင်ဟာနေပေါ့နော်ဟိုင်းလက်နှစ်စည်းရောင်းမှသာလဲမီနီဘက်တစ်စည်းပြန်ရမဲ့နေတာဖြစ်နေတယ်အဲ့လိုမျိုးကျတော့အဆင်မပြေရပါဘူးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ်ချမှတ်လိုက်တဲ့အပေါ်ကိုအိုင်းလဲရင်ပိုင်ရှင်တွေရင်မောင်းရင်နောက်လိုက်အများစုကမကျေနပ်လို့ဥရီပေါင်းအတွင်းကနေဆန္ဒဖော်ထုတ်မှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ရန်ကုန်စီပင်နယ်နိမိတ်ထဲမှာဟိုင်းလိုက်ရင်ပေါင်း830စီပြည့်စွဲနေတာပါ။ဒီသတင်းကိုကျွန်တော်နေပြဝင်းရပေးပို့ထားတာပါ။